အခုတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့အမေရိကန်ဥကလာဟိုမားကိုဝင်ရောက်ခဲ့တဲ့လေဆင်နှမောင်းကြောင့်ကလေး20ဦးအပါအဝင်လူ62ဦးထပ်မံနေတည်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မေလ20ရက်နေ့ကအမေရိကန်ပြည်ထောင်စုရှိဥကလာဟိုမားမြို့တော်မှာတိုက်ခတ်ခဲ့တဲ့အလွန်ပြင်းထန်တဲ့လေဆင်နှမောင်းကြောင့်ကလေး20ဦးအပါအဝင်လူ62ဦးထပ်မံနေတည်ဆုံးခဲ့တယ်လို့နိုင်ငံတကာသတင်းတွေကသိရပါဗျာ။ အိုကလာဟိုမာမြို့နယ်ရှိမြို့တော်အိုကလာဟိုမာစီတီရဲ့တောင်ဘက်ကလည်းတည်ရှိပြီးလူဦးရေ9500ရှိတဲ့မိုးမြို့တစ်ခုလုံးမှာလေဆင်နှာမောင်းကြီးဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ဒီလိုဝင်ရောက်တိုက်ခတ်ခဲ့ရာနှစ်မိုင်အဝန်းဝိုင်းအတွင်းကားများတပ်သားအပိုင်းဆာများကိုရှုပ်ပွားရောထွေးစွာပျက်စီးသွားစေခဲ့ပါတယ်။ဒါအပြင် မြို့မှာရှိတဲ့မူလာရန်ကျောင်းတစ်ခုမှာလုံးဝပျက်စီးသွားခဲ့ပြီးကလေးငယ်9ဦးသေဆုံးခဲ့ကကလေးပေါင်းမီများပျောက်ဆုံးနေတယ်ဆိုတာကိုတော့အရေအတွက်အတိအကျမသိရသေးဘူးလို့သိရပါတယ်။ ကယ်ဆယ်ရေးဖွဲ့တွေဟာအပျက်စီးပုံများအကြားအရေးပေါ်ရှာဖွေမှုများစတင်လှုပ်ဆောင်ပြီးမကြာမီညအချိန်ကြာရောက်လာခဲ့ကအချို့နေရာတွေမှာမိလောင်မှုတွေလည်းဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။သက်ဆိုင်ရာအာဏာပိုင်တွေကတည်ဆုံးသူအရေးအတွက်ဟာအခုထက်မြင့်တက်လာအောင်မှဖြစ်တယ်လို့တတိပေးခဲ့ပါဗျ။ဆေးရုံတစ်ခုမှာလူနာ85ဦးကုသခံနေရပြီးအဲ့ဒီထဲမှာကလေး65ဦးပါဝင်နေတာဖြစ်ပါတယ်။လေးစင်းနှမောင်းဟာဒေသစံတော်ချိန်ညနေ3:00ခန့်မှာမိုးမျိုးကိုစတင်ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ မုံတိုင်းတိုက်ခတ်ချိန်ဟာမိနစ်40ကြာခဲ့ပြီးတိုက်ခတ်ရာလမ်းကြောင်းရှိ -20 အတိုင်းတာအတွင်းပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်ပေါ်စေခဲ့ကြောင်းအမျိုးသားမိုးလေဝသနဲ့ဇလဗေဒဌာနကထုတ်ပြန်ကြေညာခဲ့ပါတယ်။တမရဘာရတ်အိုဘားမားကလေဘေးဒုက္ခကိုပြည်ထောင်စုအစိုးရအနေနဲ့အပြည့်အဝကူညီဖို့ကတိပြုခဲ့ပြီးပြည်내အုပ်ချုပ်ရေးမှူးမေရီဖော်လင်းကအိုကလာဟိုမားပြည်သူတွေကိုစိတ်ရှည်စွာဆောင်ဆိုင်ကြဖို့၎င်းတို့အနေနဲ့ရနိုင်သမျှအထောက်ပံ့များပေးဖို့မှာဖြစ်တယ်လို့ကတိပြုခဲ့ကြောင်းနိုင်ငံတကာသတင်းတွေအရသိရပါရဲ့ရှင်။ ကျွန်တော်ဒီနေ့တွေ့ချင်တာကဒီနေ့ရတော့သိရဲ့ကောင်းချင်ပါ့ကိုအဆုံးပြတယ်ယောင်ရင်ပမ်းမယ်ဒီကြတဲ့တရင်ကိုဖမ်းပြီးမှကောင်းကင်ဆီယာရီကြုံရတဲ့အခါမျိုးမှာလန်ဆန်အသိရှိနေဖို့လိုတယ်။ပါရာစီတမောင်900မီလီဂရမ်ပါဝင်တဲ့လန်ဆန်ကောင်းကင်အမြန်ပြောင်းစေး။